ါရမီဆိုတာမြင့်မြတ်သူတို့ရဲ့အလုမြင့်မြတ်တဲ့အလုပါရဆိုရင်နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကန်းကို ရောက်စေတတ်ရစေတတ်တဲ့အလုအရာကိုပါရမီလို့ခေါ်တာနော်အဲ့ဒီမြင့်မြတ်တဲ့အလုပါရမီကဘယ်နှပါရှိတော့၁၀ပါတဲ့ဒါနံသီလင်္ဆနိခမံပညာဝီရိယပင်စမံခန္တီသစ္စာအဋိဌာနမေတ္တုပိခာတိမာတတ ဒါနရဲ့သီလရဲ့နိခမရဲ့ပညာရဲ့ဝရိယရဲ့ငါးခုခန္တီတစ္ဆာအဋိဋ္ဌာနမေတုပိခာတိမေတုပိခာဆိုတာမေတ္တာနဲ့ဥပိခာကိုရောထားတာနော်မေတ္တာရဲ့ဥပိခာရဲ့ဘယ်နှမျိုးတော့၁၀မျိုးတဲ့အဲ့ဒါဘဝမှာ မြင့်မြတ်ခြင်းလေဆိုရင်မြင့်မြတ်တဲ့အလုတ်ကိုလုံးမယ်ဆိုရင်ဒီ10မျိုးသောအလုတ်ကိုကျွမ်းကျင်ထားရဒီ10မျိုးကိုနားလည်ထားရပို့ပြီးတော့မြင်မာတဲ့ရည်ရွယ်ချက်နဲ့နိဗ္ဗာန်တည်းဟူသောတဖက်ကန်းကိုငါရောက်အောင်သွားမယ်ဆိုရင်လေဒီ10မျိုးသောလမ်းစဉ်ကိုဘုံဘုံတို့ကျွမ်းကျင်ထားရမယ်နံပါတ်1ဒါနာတဲ့နှမျောဝန်တိုမှုအညစ်အကြေးကိုစစ်ကြောနိုင်ရမ ပေးနိုင်ရမယ်ဝေနိုင်ရမယ်မျှနိုင်ရမယ်နော်ကိုယ့်ရဲ့အစွမ်းအစရှေးအတိတ်ကံပြစ္ဆုတ်ပါအစွမ်းအစတွေပေါင်းဆက်လို့ရထားတဲ့ဥစ္စာပစ္စည်းကိုကိုတယောက်တည်းသုံးဆွဲမယ်ဆိုတဲ့ဘောင်ချင်းနဲ့အမြင်ကိုကြော်လွန်စေရမယ်တတ္တဝါတွေကိုလည်းဝေမယ်မျှမယ်ဝေနိုင်တဲ့စိတ်မျှနိုင်တဲ့စိတ်ဟာမြင့်မြတ်တဲ့စိတ်ပဲဒါနာတဲ့ပြီးတော့မှာတော့တိလာတဲ့ ေလဆိုတာကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းတာကိုယ့်ရဲ့ကာယကမှုဝစီကံမှုကြောင့်ဘသူကိုမှမထိခိုက်စေရဘူးဟုတ်လားဒါနံသီလင်္စနိခမဟောနိခမနိခမဆိုတာထွက်မြောက်ကြောင်းတရားလို့အဓိပ္ပာယ်ရတယ်ဟုတ်လားအကုသိုလ်သဘောကနေကုသိုလ်သဘောဖြစ်အောင်လုပ်ရင်အဲ့ဒါနိခမဖြစ်တော့တာပဲသူက နားလည်ရမယ်နော်ဒီဥစ္စာလေးကိုနိခမဆိုရင်တောထွက်တာလို့ဘောင်းချင်းချင်းလေးနားလည်ထားလို့မပြည့်စုံဘူးခုထိုင်နေရင်နဲ့နိခမဖြစ်အောင် လုပ်လို့ရတယ်ပြောရရင်ကုသိုလ်တရားမှန်သမျှအလုံးဟာနိခမပဲတော့ညင်နွမ်းမှုကနေဖြူစင်မှုတွေကိုထွက်သွားတာပေါ့နော်ဒီနေနေကြနေရာလေးကညင်နွမ်းတယ်စိတ်ကလေးကနေနေကြနေရာလေးကညင်နွမ်းတယ်ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကဖြူစင်မှုတွေကိုရှေ့ရှုပြီးတော့ထွက်နိုင်အောင်လုပ်တယ်အနှစ်သာရရှိရှိထွက်နိုင်ဖို့လို့နော် ညှဉ်းနွမ်းမှုကနေဖြူရှင်မှုတွေကိုထွက်တယ်။ပူလောင်မှုကနေငြိမ်းအေးမှုတွေကိုထွက်တယ်။လှုပ်ရှားမှုကနေငြိမ်သက်မှုတွေကိုထွက်တာ။ရှုပ်ထွေးမှုကနေရှင်းလင်းမှုတွေကိုထွက်တာမလီကောက်ရနော်။အဲ့ဒါပါတော့និခမဒါနံသီလင်စនិခမပညာဝီရိယပင်စမပညာတဲ့ပညာဆိုတာ တဘာဝတရားတွေရဲ့အကြောင်းကိုပိုင်းခြားဝေဖန်ပြီးတော့အသေးစိတ်မှန်မှန်ကန်ကန်သိတာကိုပညာလို့ခေါ်တာအလွန်မြတ်လို့စရာကောင်းတဲ့တဘာဝတရားတစ်ခုယရဏလို့မြတ်စွာဘုရားဟောတယ်နော်ပညာနရဏံရတနံလူသားတွေရဲ့လောကမှာတန်ဖိုးအကြီးဆုံးယရဏပဲတဲ့ပညာဟုတ်လားပညာဆိုတာပထမအဆင့်အကြောင်းအကျိုးကိုသိတယ် တခုခုဖြစ်တာကိုတွေ့ဒါဘာကြောင့်ဖြစ်တာစဉ်းစားဒါကြောင့်ဘာဆက်ဖြစ်နိုင်လဲဆိုတာကိုလည်းစဉ်းစားအဲ့ဒါဘာတော့ပညာအကြောင်းအကျိုးကိုသိနော်ဒါနံတိလင်္ဆာနိခမံပညာဝိရိယတဲ့ဟောငါးခုမြောက်ကမြင့်မြတ်ခြင်းတဲ့လူဟာကြိုးစားရမယ်အကြိုးစားလို့မရအောင်ငါလုပ်မယ်ဒီလုပ်ငန်းကိုလုပ်မယ်ဒီစိတ်ရှိရမယ်နော်တကယ်လည်းပဲဘုံတို့ဟာ နော်ဒါနလည်းစ조사มาဖြစ်တာသီလလည်း조사มาဖြစ်တာနိခမလည်း조사มาဖြစ်တာပြောရရင်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်조사มาရတာဒီတိုင်းနေလို့ဘာမှရလာတယ်ဆိုတာမရှိဘူးဒါကြောင့်ပြောထားတာလေးတခုကောင်းနေပေါ်လာတယ်နော်ချင်းသေးကြီးကစွန့်လိုက်တာသူ့မှာတခါလဲခွန်အာဘလာလည်းပြည်တယ်ခြေတော့မှလည်းပဲခြေသေးကြီးတွေလက်သေးကြီးတွေလည်းပါတယ် သူ့ရဲ့လက်ရဲ့တတော်မှရှင်ဟွက်ထားတဲ့အာကြီးတစ်ခုပါသေးတယ်။နော်အလွန်မှလည်းပဲအသက်အပုပ်ကျွမ်းကျင်တဲ့သားကောင်ကိုဘလို့သားကောင်မဖြစ်ဖြစ်မိအောင်ဖမ်းနိုင်တယ်။ဒါပေမဲ့အိပ်ပျော်နေတဲ့ချင်းသေးကြီးရဲ့ဗဇက်ထဲကိုဘယ်သားကောင်မှအလိုလျောက်ဝင်းမလာဘူးတဲ့။ဟုတ်လား။ကျုပ်တို့လည်းပဲအစွမ်းတွေရှိတယ်။လုံနိုင်စွမ်းတွေရှိတယ်။မြင့်မြတ်နိုင်စွမ်းတွေရှိတယ်။ သို့တော့ဝရိယမရှိဘူးအိပ်ပျော်နေတဲ့ချင်းသေးကြီးလို့ဖြစ်နေမယ်ဆိုရင်ဘလောက်အစွမ်းရှိရှိဘယ်သားကောင်မှအလဲကဝင်မလာဘူးတဲ့ဟုတ်လားကောင်းတယ်နော်ဒါကြောင့်ဖုန်းတို့မြင့်မြတ်ခြင်းဘာလို့အောင်လို့စူးစားရမေစူးစားလို့မရအောင်ဟုတ်လားဒါနံသီလင်စနိခမပညာဝိရိယပင်စံမပြီးတော့လည်းတို့ခန္တီသစ္စာအဋ္ဌာဏခန္တီဆိုတာဘာလို့သီခံနိုင်တာ ်မြင့်မြတ်ခြင်းတဲ့လူတနည်းအားဖြင့်တဖက်ကန်းတိဥသောနိဗ္ဗာန်ကိုရောက်ခြင်းတဲ့လူဟာဒီအည်သွေးရှိရမယ်ဒီလန်းစဉ်ကိုလျှောက်လန်းနိုင်ရမယ်ငါတိခတ်မယ်ကိုင်ပြောပါစီရပါတယ်ပြန်ပြီးတော့စိတ်ကဒေါသနဲ့မတုံ့ပြန်ပါဘူးထားလိုက်ပါတော့တကယ်တမ်းကကိုဒီလက်ရောက်ကိုလာပြီးတော့နှိမ့်ဆက်တယ်စော်ကားတယ်ဆိုတာဘုရားမှာအလုံးမရှားပါပါတယ် အလွန်ဆုံးကိုယ်ကိုနှိပ်စက်ကြတာဒေါသဖြစ်အောင်လုပ်ကြတာပြောတာဆိုတာတော့ပဲရှိတာပါတချို့ဆိုရင်ကိုယ့်ရှိတောင်မပြောရှာပါဘူးကိုယ်ရာတော့ပဲပြောတာပယ်လာတဲ့လူရှိလို့လားကြားရတာနော်အဲ့တော့ဘုန်းဘုရားဘာရသေးချင်တာဆိုတော့တိခန့်လိုက်ပါထားလိုက်ပါစိတ်ထဲထည့်မနေပါနဲ့ဆိုတဲ့သဘောလေးပေါ့နော်တချို့ကကိုယ့်အကိုအလုရှုပ်ခံပြီးတော့ဓာကြီးကိုတွေးနေလို့ပြဿနာဖြစ်နေတာထားလိုက်ဓာတ်ရဲ့အရေးကြီးတယ်လို့ငါလောက်အောင်ပဲဆိုရင်အလိုလိုသီးခံပြီးသားဖြစ်သွားဘလောက်ကောင်းတော့ ဟုတ်လားဒါကြောင့်မြင့်မြတ်ခြင်းလည်းဆိုရင်ဘာလို့အောင်တော့သီးခံရမယ်ခန္တီပရမတ္တပေါ်တိဋ္ဌခာဒီအကျင့်အကောင်းဆုံးကျင့်ပဲတရတ္ထပရမအတ္တသူလောက်ကိုယ့်ရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့အရာဘယ်ရာမှမရှိဘူးလို့ခန္တီရဲ့အပေါ်မှာမြတ်စွာဘုရားအဲ့လိုမြင်တာအင်းခန္တီပြီးတော့ပါတော့သစ္စာတဲ့မြင့်မြတ်ခြင်းနဲ့နိဗ္ဗာန်ကိုရခြင်းနဲ့ဆိုရင်မှန်ကန်ရမယ်အပြောမှန်ရမယ်အလုံးမှန်ရမယ်သူတို့ဖြင့် ကိုယ့်ရဲ့နှုတ်ကထွက်တဲ့စကားဟာမှန်ကန်ရမေတစ္ဆာတစ္ဆာမရှိဘဲနဲ့တစ္ဆာတိဖို့မလွယ်ဘူးဟုတ်လားတစ္ဆာဆိုတဲ့အမှန်တရားကိုသိရင်အရိယာဖြစ်တာပဲအရိယာဆိုတာဖြူရှင်တာကိုပြောတာနော်အဲ့ဒီတစ္ဆာဆိုတဲ့အမှန်တရားကိုသိခြင်းရင်တစ္ဆာအရင်မလွယ်အောင်လို့ရှိရမေမှန်ရမေပေါ့နော်ခန္တီတစ္ဆာပြီးတော့မလို့ အဋ္ဌာနဲ့အဋ္ဌာဏအဋ္ဌာဆိုတာဒါလုံမယ်ဆိုလို့ရှိရင်တကယ်ဖြစ်အောင်လုပ်တာပြီးသွားအောင်လုပ်လိုက်တာပေါ့ဆိုကြဆိုငါတရားနာယူဝတ်ထိုင်မယ်ဆိုနာယူဝတ်မပြည့်မချင်းမထအောင်ပေါ့ကိုယ့်ရဲ့သတ်မှတ်ချက်ကိုကိုပြန်ပြီးတော့တီအောင်လုပ်တာကိုဘာလို့ခေါ်တော့အဋ္ဌာအဲကနော်ဒီပါရမီ၁၀ပါးထဲမှာ तू ကနည်းနည်းတော့မျက်နှာငယ်ပုံရတယ်အဲ့ဒီပါရမီလေးကတိတ်ပြီးတော့အပြောမများကြဘူးတကယ်တမ်းကအဲ့ဒီဥစ္စာလည်းပဲလိုအပ်တယ် နော်အောင်မြင်ခြင်းနဲ့မြင့်မြတ်ခြင်းနဲ့နိဗ္ဗာန်ရခြင်းနဲ့ဆိုရင်အဲ့ဒီအဋိဌံလေးပဲပါဖို့လိုရနော်ဒါမှပါရမီကလွန်ကောင်းတယ်နော်ပါရမီ၁၀ပါးဂန္ဒီသစ္စာအဋိဌာနပြီးတော့ပါတော့မေတ္တုပိခာတိမာရတာတဲ့မေတ္တာဥပိခာမေတ္တာဆိုတာတတ္တဝါတွေရဲ့အပေါ်မှာအကျိုးလိုလားတဲ့စိတ်ကောင်းစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့အစဉ်ပြေစေခြင်းနဲ့ အလွန်ကောင်းတဲ့စိတ်ပဲစိတ်ကောင်းနှလုံးကောင်းဆိုတာအဓိကမေတ္တာကိုပြောတာလို့တောင်ကျုပ်ကခံစားရတယ်။သူများပေါ်ချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့အာမအစင်မပြေတာမဖြစ်စေခြင်းဘူး။အဲ့ဒီစိတ်ကလေးကအမွန်မြတ်တယ်နော်။အဲ့တော့ခဏခဏကိုယ်စိတ်ထဲဖြစ်အောင်လုပ်ရင်ငြိမ့်အေးပြီးတော့လူကဘလို့ဖြစ်တာလဲဆိုတော့တော့ဒေါသကြောင့်အလိုမကျမှုကြောင့်ဖြစ်တဲ့လှုပ်လက်ခတ်မှုတွေပူလောင်မှုတွေအများကြီးလျော့နေဟုတ်လား။ဒါကြောင့်မြင့်မြတ်ခြင်းတယ်ဆိုရင် မေတ္တာကိုလည်းဘုဖုံတို့နားလည်ပြီးတော့ကျွမ်းကျင်အောင်လုပ်တရမယ်ဟုတ်လားမေတ္တာပြီးတော့ဘာတော့ဥပေက္ခတဲ့ဥပေက္ခတော့မြင့်မြတ်တဲ့လေးလူ ရှုမှုပညာနဲ့ရှင်တဲ့လေးလူရှုမှုဥပေက္ခကတော့အလွန်ညီမျှတဲ့သဘောဘက်လိုက်မှုဘာမှမရှိဘူးတော့မြင်မာတဲ့ရှုတော့မှပြောရမှာရှင် ချမ်းသာလို့လည်းပဲသူကလောဘသဘောနဲ့ညှို့ကြသွားတယ်လို့မရှိဘူး။ဆင်းရဲလို့လည်းပဲဒေါသနဲ့ပေါက်ကွဲသွားတဲ့သဘောလည်းမရှိဘူး။အလွန်မှငြိမ်သက်တဲ့သဘောမျှတတဲ့သဘောညီမျှတဲ့သဘောဒါအလွန်မှမြင်မာတဲ့သူတော်ကောင်းတရားတစ်မျိုးပေါ့နော်။အဲဒါကြောင့်တို့မြင့်မြတ်ခြင်းတဲ့လူတွေဒုက္ခဘုံကနေလွတ်ပြီးတော့ဟိုဘက်ကန်တီးဟူသောနိဗ္ဗာန်ကို ရောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေဒီပါရမီ၁၀ပါးကို ရောက်စေတတ်တဲ့ လမ်းစဉ်အနေနဲ့သဘောပေါက်ပြီးတော့ဘာလို့ရမလို့ဖြည့်ကျင်ညာရမယ်ပေါ့နော်